မင်္ဂလာပါခင်ဗျရှင်ကိုခစ်တိကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်မင်းအွန်လိုင်း like com မြို့ကိုရောက်တဲ့အချိန်ဒေါ်လန်ရေးတက်တွေကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်လုံခြုံရေးစိတ်မချရဘူးဆိုပြီး like call တက်သူနဲ့လေစိတ်အပြက်စီတွေကိုစစ်ဆေးမယ်အစီအစဉ်ဖြတ်သိမ်းပြီးတက်တုံရိုက်ထွက်ခွာသွားတယ်ဆိုပါလေမြို့လေမြို့အရှိတ်ဘက်နောင်ချုံမြို့နယ်တဲကတောင်ခမ်းမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့အမြောက်တက်တွေကိုအပိတ်သက်သိမ်းပိုက်ရေးတိုက်ပွဲမှာ ဒီ NLA ဘက်ကစစ်ကောင်စီတပ်စခန်းတွေကနေတင်းစီရရှိထားတဲ့တန်ချက်ကကားတွေကိုပါပြန်လည်အုံပြုတ်တိုက်ခိုက်နေပြီစစ်ကောင်စီဘက်ကစစ်သားတွေရဲ့မပါလောင်းနေတဲ့လက်နက်ရရှိမှုမှတ်တမ်းကိုပါ DNA ကနေတရားဝင်ထုတ်ပြန်ထားတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်မေးအွန်လိုင်းလွိုက်ကော်မြုပ်ကိုရောက်တဲ့အချိန် တော်လည်းတက်တွေကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်လုံခြုံရေးစိတ်မချရဘူးဆိုပြီးလိုက်ကော်တက်တိုနဲ့လေစိတ်အပြည့်အစည်းတွေကိုစစ်ဆေးမဲ့အစီအစဉ်မှာဖျက်သိမ်းပြီးတော့တက်တုပ်ရိုက်ထွက်ခွာသွားတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်စတင်မလား၄ရက်နေဖြစ်တဲ့မနေ့ကပဲအချက်ပစစ်ကောင်းဆောင်မိတ်အွန်လိုင်းဟာလိုက်ကော်မြို့ကိုရောက်လာပြီးလူရင်းနဲ့သကောင်းစရင်ကောက်ဖို့တွေလိုက်ကော်မြို့ကိုပုံမှန်အခြေအနေတိုင်းပြန်ဖြစ်အောင်လုပ်ဖို့တွေကိုအစည်းအဝေးလှုပ်ဆောင်ခဲ့ပြီး အဲ့နောက်မှာပဲဒေါ်လာရေးတက်တွေက120မမလက်နဲ့ကြီးနဲ့ခရပြည်နဲ့ခက်မဘက်ကိုပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီအချိန်မှာပဲအကြက်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာလုံကြုံရေးစိတ်မချရဘူးဆိုပြီးလိုက်ကောတက်ကတော့နဲ့လေစိတ်အပြတ်စီတွေကိုစစ်ဆင်းမဲ့အစီစဉ်ချက်ချင်းဖြတ်သိမ်းပြီးတော့လိုက်ကောမြုပ်ကနေတက်တုပ်ရိုက်ထွက်ခွာသွားတယ်လို့စစ်တပ်သတင်းအရှင်းမြစ်ကပြောထားပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ပြည်ဦးလွေမြို့အရှိတ်ဘတ်နောင်ချုံမြို့နယ်ဒက်ကတောင်ခမ်းမှာရှိတဲ့အကြက်ဖက်စစ်ကောင်းစီရဲ့အမြောက်တက်တွေကို ဒီ NLA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်သိမ့်ပိုက်နိုင်ဖို့ထိုးစစ်ဆင်နေတဲ့တိုက်ပွဲမှာ DNL ဘက်ကစစ်ကောင်စီတပ်စခန်းတွေကနေသိမ်းစီရရှိထားတဲ့တန်ချက်ကကားတွေကိုပါပြန်လဲအုံပြုတိုက်ခိုက်နေပြီစစ်ကောင်စီဘက်ကစစ်သားတွေရဲ့မသားအလောင်းတွေနဲ့လက်နက်ရရှိမှုမှတ်တမ်းကိုပါ DNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်အဲ့ဒီတောင်ခမ်းမှာစစ်ကောင်စီရဲ့အမြောက်တပ်ရင်း၄ရင်းရှိပြီအဲ့ဒီကအမြောက်တပ်406နဲ့206တပ်ရင်းနှစ်ခုကို DNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဩဂုတ်လ28ရက်နေ့ကတည်းကသိမ်းပိုက်ရရှိထားပြီး နောက်ထပ်ဂျန်နေသေးတဲ့အမြောက်တက်3 5 4နဲ့9ရနှစ်တရင်နှစ်ခုကိုအပိသက်သိမ့်ပိုင်နိုင်မှု DNA နဲ့မဟာမိတ်ပူးပေါင်းတက်တွေကဆက်လက်တိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း DNA လေးတက်တွေကစစ်ကောင်စီတပ်စခန်းတွေကနေသိမ့်စီရရှိထားတဲ့တန်ချက်ကဂါတွေကိုပါပြန်လဲအသုံးပြုတိုက်ခိုက်နေပြီတိုက်ပွဲတွေအတွင်းအတုံယုံသေးကုန်ကြတဲ့စစ်သားတွေရဲ့မပါအလောင်းတွေနဲ့လက်နက်ရရှိမှုအခြေအနေတချို့ပါတဲ့ရုတ်တံမှတ်တမ်းကိုလေစနေမလာ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲ TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ် လက်ရှိမှာတော့အဲ့ဒီတောင်ခမ်းမှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်အမြောက်တပ်ရင်းနှစ်ရင်းကိုသိမ့်ပိုက်နိုင်ဖို့ဒီလနဲ့နဲ့မဟာမိတ်ပူပေါင်းတပ်တွေကအပြင်းအထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတစ်ခါမန္တလေးတိုင်းဘက်မှာပဲမြင်းညံမြို့နယ်ကလက်တစ်ကျေးရွာနီးဂိတ်ခမ်းမှာချမ်ပတ်စကောင်စီတပ်သားတွေနဲ့ PDF တပ်တွေပြစ်ခတ်မှုဖြစ်ပြီးစကောင်စီတပ်သား၃ဦးကတော့အသေးသေးသိကုန်ကြပြန်တဲ့အပြင် တို့စီကနေတနက်3လကိုပါတော်လည်ကြီးတက်တွေကတိမ့်စီရရှိခဲ့တယ်လို့ Freedom Fighter Guerrilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကို ပြောပါတယ်စက်တင်ဘာလ4ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာမျိုးနဲ့လက်တကျရအနိကဂိတ်စကန်မှာ PDF တပ်ဖွဲ့တွေလိုက်ပါလာတဲ့ကာကိုစစ်ကောင်စီတပ်သားတွေကတားဆီးစစ်ဆေးတဲ့အချိန်ကာဘုံမှာအသင်ပါလာတဲ့ PDF ရဲဘော်တွေကစတင်ပစ်ခတ်တိုက်ခိုက်ရမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲဒီလိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား၃ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၃လက်ကူပါတော်လိုင်းရဲဘော်တွေကတင်းစီရရှိခဲ့ပြီးဂိတ်စကမရှိတဲ့ဂျန်နဲ့စစ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ Freedom Fighter Guerrilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာတော့မကွေးမြို့ပေါ်မှာအချက်ဖတ်စစ်ကောင်စီကတူလောက်ခန်းစစ်မှုထမ်းဟောင်းတွေနန်စီဒီယံဝင်းဒန်းတွေမိသက်တွေနဲ့ပြူစော့တီတွေကို drone နဲ့ UAV မောင်းနှီးတင်တဲ့ပို့ချရမှာ တရုတ်တချို့ကလာရောက်တင် जा ပေးတာတွေရှိတယ်လို့စစ်မှုထမ်းအောင်တချို့စီကနေသိရပါတယ်။အကြံဖက်စကောင်စီကနိုင်ငံတော်မှာပြည်သူလုံခြုံရေးအဖွဲ့နဲ့ပြည်စော်တီအဖွဲ့တွေကိုဖွဲ့ထားပြီးအဲ့ဒီတဲကမှလက်ရှိမကွေးမြို့မှာရှိတဲ့တချို့စစ်မှုထမ်းဟောင်းတွေနန်စီဒီယဝင်တန်းတွေမိသက်တွေနဲ့ပြည်စော်တီတွေကိုဒရုန်းနဲ့ UAV မောင်းနှီးတင်တဲ့ပို့ချပေးတာတွေလုပ်နေတယ်လို့အဲ့လိုပို့ချတဲ့နေရာမှာလေတရုတ်တချို့ကလာရောက်တင် जा ပေးတာတွေရှိတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး ယမန်နေ့ကနေအရာတော်မြို့နယ်ဘက်မှာတရုတ်လုံထောင်းလန်းရေး drone တစ်စီးကိုတော်လန်းရေးတပ်တွေကတင်စီရရှိခဲ့ပြီအဲ့ဒီ drone ဟာတော်လန်းရေးတပ်တွေရဲ့တည်နေရာကိုအတိအကထောက်လန်းဖို့အသုံးပြုတာဖြစ်တယ်လို့လဲတော်လန်းရေးသတင်းရင်းမြစ်ကပြောထားပါတယ်တဖက်ကကမ်လူးမြို့နယ်မှာရှိတဲ့ပြူစော်တီခေါင်းဆောင်အစွန်ရောက် တင်ကန်းဝဲဖုန်ကြီးဝါတဝါဥဆောင်တဲ့ပြူစော်တီတွေအတွက်စကောင်စီက drone တချို့ထောက်ပံ့ပေးထားပြီးသူတို့လည်းလေ့ကျင့်သင်ကြားတာတွေလုပ်နေပြန်တယ်လို့ကမ်လူးမြို့နယ်တော်လိုင်းရင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်။လက်ရှိမှာအကြံဖက်စကောင်စီက သူတို့ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်လည်ရရှိရေးအတွက်တံပြန်တုံ့ပြန်မှုတွေလုပ်မယ်ဆိုပြီးတရုတ်နိုင်ငံက drone တွေကိုလာရှုယမခကြီးမကြခင်ကတည်းကပမာဏအများပြားဝယ်ယူထားရမှာအခုလက်ထပ်ပြီးဝယ်ယူ အသုံးပြုတာတွေအချိန်မြင့်လုံနေပြန်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကအောင်လန်းမြို့ပေါ်နဲ့မြို့ဝင်ဂိတ်တွေမှာမြို့ကန်လူငယ်တွေအပါအဝင်ခရီးသွားလူငယ်တွေကိုပါအချက်ပစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး လူငယ်အယောက်30ထက်မနည်းဖမ်းဆီးခံထားရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။စက်တင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲအောင်လံမြို့ပေါ်ကမြို့ပတ်လမ်းပြားကြီးဟာအနီးမှာပဲနှုတ်သွားတဲ့လူငယ်တွေကိုအချမ်းပတ်စကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးတဲ့နောက်စစ်မှုထမ်းအပတ်စဉ်ငါ့အတွက်လူလိုလိုဖမ်းဆီးတာဖြစ်တယ်ဆိုပြီးတရားဝင်အသည့်ပေးလာတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။တစ်ဖက်မှာလည်းအောင်လံမြို့ပေါ်ရက်ွက်တွေမှာရဲအုပ်တွေကလက်သက်မွေးထားတဲ့ရဲတပ်င်းပေးဒလန်တွေကနေ အသက်18နှစ်ကနေ35နှစ်အတွင်းလူငယ်တွေရှိတဲ့နေအိမ်တွေကိုတည်င်းပေးပြီးစစ်သားတစ်စုဆောင်ခိုင်းတာတွေလုပ်နေရမှာတရော်ကုန်းရက်ကွက်ကအောင်ကိုမင်းထမင်းဆိုင်ပိုင်ရှင်ဖိုးစော်ဆိုသူတို့လင်မယား2ဦးစလုံးဟာတည်င်းပေးအကြီးစားအနေနဲ့လုပ်နေပြီပြီးခဲ့တဲ့အပတ်ကပဲသူတို့ဆိုင်မှာလာစားတဲ့လူငယ်တွေကိုလူများလို့ဆိုပြီးရဲနဲ့ဖမ်းခိုင်းလိုက်တဲ့အချိန်လူငယ်တွေဟာတခြားမျိုးကိုအလုတ်သွားလုံးမဲ့သူတွေပါလို့ပြောလဲမရပဲဆက်နှံဦးပါသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ် အလာဒူအောင်လဲမြို့နယ်မိုးပုံးကြေးရွာမှာလဲလက်နက်ကင်ဆောင်ထားတဲ့စစ်ကောင်စီခန့်အုပ်ကြီးညီညီဆိုတဲ့သူကလူငယ်တွေကိုဖမ်းဆီးပြီးတော့ပတ်စံတောင်းရံမှာအဖမ်းမခံခြင်းရင်သူတို့တောင်းတဲ့ပတ်စံပေးဆိုပြီးဓမြတွေလိုဖြစ်နေကြတယ်လို့ PDF တွေနဲ့တိုင်းသားလက်နက်ကင်တွေကိုလည်းသူ့မှာစစ်တပ်ကပေးထားတဲ့တနက်ရှိတယ်တတိရှိရင်လာခဲ့ဆိုပြီးတော့ပါစိန်ခေါ်နေသေးတယ်လို့အောင်လဲမြို့နယ်ပြဟိတသမားတို့ကရှင်းပြထားပါသေးတယ်တပကအောင်လဲမြို့အဝင်မှာလဲ ခရီးသွားရင်လိုင်းပေါ်လိုက်ပါလာတဲ့လူငယ်12ဦးနဲ့မြို့ဆောင်လမ်းကလူငယ်10ဦးကျော်ကိုအချမ်းပတ်စကောင်းစီတက်ကပေါ်တာဆွဲဖမ်းဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေဒီကနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ